ညာဘက်ခြေအိတ်ဝတ်ပြီးအိတ်ရင်ပုံမြင်မြန်နဲ့နှစ်နှစ်ချိုက်ချိုက်အိတ်ပျော်စေတယ်လို့သူတေသနာတွေကဆိုပါတယ်။လေဝင်လေထွက်ကောင်းတဲ့ခြေအိတ်ကိုဝတ်အိတ်ချင်းကခနာကိုရဲ့အဓိကပူချိန်ကို ထိမ့်ညိပေးပြီးအိတ်ဆက်ချိန်ကိုပူကြစေပါတယ်။တစ်မှာအိမ်ထောင်ဖတ်ရှိတယ်ဆိုရင်ခြေတော့အေးတာကအိတ်ဆက်ချင်းကိုအနောက်ရှက်ဖြစ်စေတာကြောင့်ခြေအိတ်ဝတ်အိတ်တာကနှစ်ဦးစလုံးအတွက်အဆင်ပြေစေပါတယ်။ခြေအိတ်ဝတ်ချင်းကခြေတော့မှာဖြစ်တတ်တဲ့မှုဆွဲတာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ ဥပမာခြေတော့အကစားသမားတွေမှာဖြစ်တတ်တဲ့မှုဆွဲခြင်းနဲ့ခြေသီးမှုဆွဲခြင်းတွေပါတကယ်လို့ခြေတော့မှာဆေးလိမ့်ထားတယ်ဆိုရင် ခြေအိပ်ဝတ်ထားတာကဆေးကိုပိုပြီးဆုပ်ယူမှုအားကောင်းစေပါတယ်အိပ်ဆက်ခြင်းကိုဘလို့အထောက်ကူပြုတယ်လဲမြ мян အိပ်ပျော်စေတယ်အိပ်ခန်းကိုအေးအောင်ထားတာကကောင်းပေမဲ့တချို့လူတွေအတွက်ခြေတော့တွေအိပ်ဆက်နေတာက အိပ်ပျော်ဖို့ခက်ခဲစေပါတယ်ခြေအိပ်ဝတ်လိုက်တဲ့အခါခြေတော့တွေကိုနှွေးစေပြီးသွေးလည်ပတ်မှုကောင်းစေပါတယ် ီလိုခြေထောက်တွေနှွေးလာတဲ့အခါခနာကိုကအပူချိန်ကိုထိမ့်ငိပေးပြီးစိတ်ရောကိုပါအနာရစေကမြ мян အိပ်ပျော်စေပါတယ်အပူချိန်တက်အကြကိုရှော့ချပေးတယ်အိတ်နေစဉ်အတွင်ခနာကိုပူချိန်အတက်အကြဖြစ်တာကအိတ်ဆက်ချင်းကိုအနောက်ရှက်ဖြစ်စေနိုင်ပါတယ်ဥပမာသွေးဆုံးချိန်အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ရုတ်တရက်ချွေးထွက်ပြီးပူလာတာမျိုးဒါမှမဟုတ်အေးမိဖျားနာချိန်မှာချမ်းနုံတာမျိုးတွေပါခြေအိတ်ဝတ်ချင်းကခနာကိုပူချိန်ကိုတည်ငြိမ်အောင်ကူညီပေးနိုင်ပါတယ် ရိုင်နိုးယောဂါစုကနေကာကွယ်ပေးတယ်။ဒီယောဂါကအရေပြားမှာရှိတဲ့သွေးကြောတွေကိုထိခိုက်စေပြီးအေးဒဏ်ကိုခံစားရတဲ့အခါခြေပြားလက်ပြားတွေထုံကျင်ကိုက်ခဲစေပါတယ်။ညာဘက်မှာအနှွေးတက်ပေးထားတဲ့ခြေအိတ်ကိုဝိအိတ်ချင်းကဒီယောဂါလက္ခဏာတွေကိုတက်တာစေနိုင်ပါတယ်။ခြေထောက်လိမ့်ဆေးတွေပိုအားနှိမ့်တင်ရှိစေတယ်။ခြောက်သွေးရဲ့ခြေဖက်နှောင့်တွေအတွက်အဆိုတထင်းခရံတွေဒါမှမဟုတ်ခြေသီးနဲ့ဆိုင်တဲ့ဆေးတွေလိမ့်တဲ့အခါခြေအိတ်ဝတ်ထားရင်ဆေးတွေက ိတ်ရခင်းမှာမပေးတော့ပဲခြေထောက်မှာပဲစိတ်ဝင်သွားစေပါတယ်။မှုယောဂကူးစက်မှုကိုတားဆီးပေးတယ်။တင့်မှာခြေထောက်မှုဆွဲတဲ့ယောဂရှိနေရင်တအိတ်ရတဲ့အတူအိတ်တဲ့သူကိုမကူးစက်အောင်ခြေအိတ်ဝတ်ပြီးကာကွယ်ထားနိုင်ပါတယ်။ပိုကောင်းတဲ့အချစ်ရေးကိုရရှိစေတယ်။လေးလာမှုတွေရအမျိုးသမီးတွေဟာခြေထောက်အေးနေတဲ့အခါလိမ်ဆက်ဆန်ချိန်မှာတာယာမှုကိုအပြည့်အဝမရရှိနိုင်ဘူးလို့ဆိုပါတယ်။ခြေအိတ်ဝတ်ခြင်းကဒီပြဿနာကို ဖြေရှင်းပေးနိုင်ပြီးနှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ဆက်ဆံရေးကိုရရှိစေပါတယ်။ ညာအိတ်ချိန်ခြေအိတ်ဝတ်ချင်းရဲ့စိုးကြိုးများညာအိတ်ချိန်ခြေအိတ်ဝတ်ချင်းမှာအားနည်းချက်တချို့လည်းရှိပါတယ်။သွေးလေပတ်မှုမကောင်းခြင်းကြက်လုံးနဲ့ခြေအိတ်တွေအထူးသဖြင့်ခြေချင်းဝတ်ကိုတင်းကျပ်စေတဲ့ခြေအိတ်တွေဝတ်ဆင်ခြင်းကခြေထောက်စီကိုအောက်ဆီဂျင်ပါတဲ့သွေးရောက်ရှိမှုကိုအဟန့်တားဖြစ်စေနိုင်ပါတယ်။ဆရာဝန်ညွှန်ကြားချက်မရှိဘဲသွေးကြောညက်စေတဲ့ခြေအိတ်တွေကိုမဝတ်သင့်ပါဘူး။ခြေထောက်တန့်ရှင်းမှုပြဿနာခြေအိတ်ဝတ်အိတ်တာကမှုရောဂါမပြန့်ပွားအောင်ကာကွယ်နိုင်ပေမဲ့ လေဝင်လေထွက်မကောင်းတဲ့ခြေအိပ်တွေဝစ်စင်ခြင်းနဲ့ခြေထောက်ချွေးထွက်ခြင်းတို့ကြောင့်ကိုယ်ပိုင်တန်ရှင်းရေးကိုထိခိုက်စေနိုင်ပြီးခြေထောက်အနှံ့ဆိုးထွက်စေနိုင်ပါတယ်။အိပ်ရာမဝင်ခင်ခြေထောက်ကိုတန်ရှင်းအောင်စေကြောပြီးတန်ရှင်းတဲ့ခြေအိပ်အစ်စ်ကိုလဲလှယ်ဝစ်စင်သင့်ပါတယ်။တက်တောင့်တက်တာမဖြစ်ချင်းတချို့လူတွေအတွက်ခြေအိပ်ဝစ်အိပ်ရတာကမတက်မတာဖြစ်ပြီးအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ခြေအိပ်မဝစ်ချင်ပေမဲ့ခြေထောက်နှွေးကျင်ရင်မပါလို့ရမလဲ။အိပ်ရာမဝင်ခင်ရေနှွေးနဲ့ခြေထောက်ဆေးပါ။ ခြေထောက်ကိုနှိမ့်နေပေးပါသို့မဟုတ်ခြေထောက်စိမ်နဲ့စပါးသုံးပါ။ဆောင်းတထည်ကိုခြေရင်းမှာထားပါ။ရေနွေးအိတ်ကိုခြေထောက်အောက်မှာထားပြီးအိတ်ပါ။အိတ်ဆက်ချိန်မှာဘလိုခြေအိတ်မျိုးဝတ်တင်တယ်လဲ။ခြေသားသို့မွေးဒါမှမဟုတ်ဝါးနဲ့ပြုတ်လုထားတဲ့နူးညံ့ပြီးတဘာဝအတိုင်းလေဝင်လေထွက်ကောင်းတဲ့ခြေအိတ်တွေကိုရွေးချယ်ဝတ်ဆင်တင်ပါရယ်။ခြေအိတ်ကအရမ်းမကျက်ပဲချောင်ချောင်ကြီးကြီးရှိနေတင်ပြီးပူလာရင်အလွယ်တကူချွတ်လို့ရတဲ့အမျိုးအစားဖြစ်တင်ပါရယ်။ ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ share လေးလည်းလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအစ်စ်စ်တွေကိုလည်းထပ်မံကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်